ဖင်္ဂလားပင်လယ်အော်နဲ့ရခိုင်ကန်ယူရန်ဒေသတွေမှာဖြစ်ပေါ်နေတဲ့အကောက်နဲ့လေပြင်းရတဲ့ရေဝန်ဟာနောက်၆နာရီအတွင်းမှာဘင်္ဂလားဒေ့ရှ်ကန်ယူရန်ဒေသတွေကိုဖျက်ချော်နိုင်တယ်လို့မိုးစလာကဒီနေ့နိုဝင်ဘာ9ရက်နေ့မိုးလယ်ပိုင်းကထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်7နာရီခွဲအချိန်တိုင်းထွာချက်တွေအရာ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသတွေမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသတွေကိုရောက်ရှိခဲ့ကြောင်းအဆိုပါအားကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာနောက်6နာရီအတွင်းမြောက်အနောက်မြောက်ဘက်ကိုရွှေ့လျားနိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသတွေကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ် ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာမိုးတိမ်တောင်တွေဖြစ်ထုံမှုအကောင်းလျရဲ့ရွှေပင်အဆိုပါမိုးတိမ်တောင်တွေရွှေလျားရာနေရာတခြားမှာမိုးရွာသောနာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကျိုးပြစ်တာလျှက်စည်းလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုရတယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။